မင်္ဂလာနံနက်ခင်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဆလာပေတာညွှန်ကြားမှုစီဌာနမှာ2022ခုနှစ် AB လ13ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6:00နာရီခွဲချိန်တိုက်ထွာရရှိခဲ့တဲ့အနေအဆုံပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ25ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်စီနဲ့မန္တလေးမြို့မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါဗျာ ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုးလို့မှာဖမ်းအောင်ရရှိတဲ့ပုံရ။မင်္ဂလာပင်လေရောအနောက်တောင်ပိုင်းမှာတည်ရတင်းတင်းဖြစ်တော်နေပြီ။ကပ်ပလီပင်လေပင်နဲ့ကြံမင်္ဂလာပင်လေရောလို့မှာတည်ရနေငယ်ဖြစ်တော်နေပါဗျ။မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတည်ရတင်းတင်းမှာတည်ထူတတ်နေပြီ။ကြံဒေသတွေမှာတည်ရနေငယ်ဖြစ်တော်နေတာကိုတွေ့ရပါဗျ။မင်္ဂလာပင်လေရောချင်းနေရတော့မင်္ဂလာပင်လေရောအနောက်တောင်ပိုင်းမှာတည်ရတင်းတင်းဖြစ်တော်နေပြီ။ ကပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်အော်တို့မှာတရံနေငယ်ဖြစ်တော့နေပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်တင်ရှိပါမယ်လှိုင်းမြင့်မှာမြမကံဝင်တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပင်မှာ9ပင်ခန့်ရှိနိုင်ပါတယ်ဒီကနေ့ညနေအထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာစစ်စစ်စကိုင်းဒါကြီးထပ်ပိုင်းနဲ့ချမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့စကိုင်းဒါကြီးအောက်ပိုင်းမန္တလေးဒါကြီး ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့တနင်္လာရိုင်းဒါကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပြီးမကွေးတိုင်းဒါကြီးနေပြီးတော့ပဲခူးတိုင်းဒါကြီးရန်ကုန်တိုင်းဒါကြီးအေရောက်တိုင်းဒါကြီးကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတည်ရတင်းတင်းဖြစ်တော့မှာမယ်နေပြည်တော်နဲ့ဤတို့အိုက်တို့ဒီကနေ့ညနေဒီမိုးလေဝသအခြေအနေခံမှန်းကြမှာတည်ရတင်းတင်းဖြစ်တော့မှာမယ် အမြင့်ဆုံးအပူချိန်မှာ38ဒီဂရီဆက်စီယံ69ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းတရတင်းတင်းဖြစ်တော့မှာမယ်။အမြင့်ဆုံးအပူချိန်မှာ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းတရတင်းတင်းဖြစ်တော့မှာမယ်အမြင့်ဆုံးပူချိန်မှာ 36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခမန်းချက်အနေနဲ့ကတော့စကိုင်းတိုင်းထပ်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာ နေရာစစ်စစ်နဲ့ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျမိုးတချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။